အစ္စရေးနဲ့အီရန်ကြားမှာဆက်နှစ်ရက်ကြာလေကြောင်းတိုက်ခိုက်မှုတွေပြီးတဲ့နောက်အပြစ်အခတ်ရက်စဲဖို့သဘောတူညီမှုရရှိခဲ့ပြီလို့အမေရိကန်သမ္မတထရမ့်ကကြေညာခဲ့ပါတယ်။ဒါကအမေရိကန်အနေနဲ့အီရန်ရဲ့နျူကလ িয়ার ဆိုင်ရာအဆောက်အအုံ၃ခုကိုဘုံကျဲပြီးတဲ့နောက်နှစ်ရက်လောက်အကြာဂျွန်လ24ရက်နေ့မှာအခုထုတ်ပြန်ချက်ထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။ထရမ့်ကအီရန်ရောအစ္စရေးပါစစ်ဆင်ရေးဆိုင်ရာနောက်ဆုံးအစ်စ်မစ်ရှင်တွေကိုလက်ဆက်တက်ပြီးရင် 24နာရီအတွင်းအပြစ်အခတ်ရက်စဲမှုအသက်ဝင်မှာဖြစ်ကြောင်းအဲ့ဒီကနေတစင်းစစ်ပွဲကိုအလုံးစုံရပ်တန့်နိုင်စေမှာဖြစ်ကြောင်းသူထူထောင်ထားတဲ့လူမှုကွန်ရက်မီဒီယာ True မှာရေးသားထားခဲ့ပါတယ်အပြစ်အခတ်ရက်စဲရေးကာလအတောတွင်တဖက်စီဟာငြိမ်းချမ်းပြီးလေးစားမှုရှိနေမှာဖြစ်ကြောင်းမျှော်လင့်ထားတဲ့အတိုင်းအားလုံးဖြစ်လာမယ်ဆိုရင်12ရက်စစ်ပွဲလို့ခေါ်ရမယ်ဒီပရိပခကိုအဆုံးသတ်စေမယ့်တက်လုံးတတိနဲ့အသိဉာဏ်တွေပြသခဲ့ကြတဲ့အတွက် အစ္စရေးအီရန်ကိုပါသူ့အနေနဲ့ဂုံပြုချီးကျူးလိုကြောင်းထရမ့်ကဆိုပါတယ်ပြီးတော့အစ္စရေးနဲ့အီရန်ကြားအလုံးစုံအပြည့်အခက်ရက်စဲမှုကလာမယ့်နာယီပိုင်းတွေအတွင်းမှာဖြစ်ပေါ်လာလိမ့်မယ်လို့လည်းထရမ့်ကပြောပါတယ်ဒီစစ်ပွဲကနှစ်တွေနဲ့ချီကြမြင့်သွားနိုင်ပြီးအရှေ့အလယ်ပိုင်းဒေသမှာပျက်စီးရာပျက်စီးကြောင်းတွေကြုံလာစေနိုင်ကြောင်းဒါပေမဲ့အဲ့ဒီလိုမဖြစ်ခဲ့သလိုလုံးဝလည်းဖြစ်လာမှာမဟုတ်ကြ။အစ္စရေးအီရန်နဲ့အရှေ့အလယ်ပိုင်းကိုဖျားသခင်ကောင်းကြီးပေးဖို့အမေရိကန်ကိုကဘာကြီးကို ဘုရားသခင်ကောင်းကြီးပေးဖို့ဆုတောင်းကြောင်းလဲထရမ့်ကရေးသားထားပါတယ်။အီရန်နိုင်ငံသား၏ဝန်ကြီးအဘက်စ်အရက်တီကတော့အစ္စရေးကဆက်မတိုက်တော့ဘူးဆိုရင်အီရန်ကလည်းလက်တော့ပြန်မှုတွေကိုဆက်လုပ်ဖို့စံတာမရှိကြောင်းပြောကြားထားပါတယ်။သူကစစ်ပွဲကိုအစ္စရေးကစခဲ့တာဖြစ်ပြီးအဲ့ဒီလိုတရားလက်မဲ့ကျူးကျော်ရန်စမှုတွေကိုအစ္စရေးဘက်ကရပ်လိုက်မယ်ဆိုရင်အီရန်ကလည်းဆက်ပြီးတိုက်ခိုက်နေမှာမဟုတ်ကြောင်းလူမှုကွန်ရက်မီဒီယာ X ကနေသဘောထားထုတ်ပြန်ခဲ့ပါတယ်။ အီရန်ကထရမ့်ကြေညာတဲ့အပြစ်ခတ်ရက်စဲရေးကြေညာချက်မတိုင်ခင်ဂျွန်လ23ရက်ညပိုင်းကကာတာနိုင်ငံဒိုဟာမြို့တော်နားမှာရှိတဲ့အမေရိကန်ရဲ့လေတပ်စခန်းတစ်ခုကိုဒုံးကျည်တွေနဲ့ပစ်ခတ်ခဲ့ပါသေးတယ်။ဒါဟာအီရန်ရဲ့နျူကလ িয়ার စခန်းတွေကိုအမေရိကန်ကပုံကျဲခဲ့တဲ့အတွက်လက်တုံ့ပြန်ခဲ့ခြင်းဖြစ်ပါတယ်။ကာတာအနေနဲ့ကတော့နိုင်ငံရဲ့လေပိုင်းနက်ကိုကျူးကျော်ပြီးအီရန်ကဒုံးကျည်တွေနဲ့ပစ်ခတ်ခဲ့တဲ့အတွက်အပြင်းထန်ရှုံချကြောင်းကြေညာပါတယ်။ပြီးတော့ကာတာရဲ့လေကြောင်းကာကွယ်ရေးစနစ်တွေက အီရန်ဒုံးကျည်တွေကအောင်အောင်မြင်မြင်ပဲဂျားဖြတ်ဟတ်တားနိုင်ခဲ့တယ်လို့လည်းပြောပါတယ်။ထရမ့်ကတော့အီရန်ရဲ့တိုက်ခိုက်မှုဟာအတော်လေးအားနည်းခဲ့တယ်လို့မှတ်ချက်ပေးပြီးဒီတိုက်ခိုက်မှုမတန်ခင်မှာဂျိုတင်အသိပေးအကြောင်းကြားတဲ့အီရန်အာဏာပိုင်တွေကိုလည်းကျေးဇူးတင်တယ်လို့ပြောခဲ့ပါတယ်။ American ဟာအီရန်ဒုံးကျည်တွေလေတပ်စခန်းနောက်ရောက်မလာခင်ကတည်းကအမှုတန်းတွေကိုဂျိုတင်ပြောင်းရွှေ့ထားနိုင်ခဲ့ပါတယ်။အဲ့ဒီတိုက်ခိုက်မှုအပြီးနိုင်ပိုင်းအကြာမှာ ထရမ့်ကအီရန်နဲ့အစ္စရေးအပြစ်ရတော့မယ်လို့ကြေညာခဲ့တာဖြစ်ပါရဲ့ရှင်။